ိကတရားဟမ်လဲအရင်မဆောင်တတ်ဘူးကိုရီးယားဆော်ရီးကလေးကနေဘက်ကပေါ့နော်အဲပြီးရင်အဲ့လိုကိုပွင့်လင်းလင်းဟိုအရှိကိုအရှိလေးတိုင်းပဲနေရတာကြိုက်တယ်ပေါ့နော်အဲဆိုတော့အဲညနာအဲ့လိုဟန်ဆောင်လို့ရတဲ့ခါမှမပါဘူး hello ဆိုတော့အဓိကကတော့ပြန်မာနေတဲ့ပုံစံလေးကဒီကင်မရာရှေ့မှာလာပြီးတော့အရေးထင်လေး တခြားစီးပွားရေးလုပ်ငန်းလေးတွေလည်းလုပ်နေရဆိုတော့အရင်ကတော့မဆိုင်ဘူးပေါ့လေဒါပေမဲ့တနိုင်ဆုံးတော့ပြည်သက်တည်နဲ့အဆက်မပြောင်းလို့တော့ကြိုးစားပြီးတော့နေပါရဲဘမမလုံးနိုင်ဘူးရက်ရှည်မပေးနိုင်အောင်ဆိုကာရိုက်တော့ပါလို့ကြတော့နည်းနည်းလေးရက်ရှည်ပေးရတာပေါ့နော်ကိုယ်လုံးနဲ့ကြတော့အရင်ဆင်မပြေတော့ အဲတပုံရိုက်တာမျိုးလေးတွေ VCD ရိုက်တာမျိုးလေးတွေတခါတလေသချင်းဆိုတာမျိုးလေးဒါမျိုးလေးပေါ့လေအတက်နိုင်ဆုံးတော့အချင်ကြီးခွဲပြီးတော့ပေးနိုင်အောင်ကြိုးစားပါတယ်ပညာလုံနေရပျော်တယ်ပြီးသက်တည်နေတွေ့နေရပျော်တယ်အဲ့ဒီအတွက်အဆက်မပြတ်ရုံလေးပဲလှုပ်ဖြစ်နေတဲ့သဘောပေါ့เนาะအရင်ထဲထဲဝင်ဝင်ကတော့အချင်လေးပေးဖို့ကလည်းနည်းနည်း ော့အဲတပုန်ရိုက်ကလေးတွေများပါတယ်ကြတော့ဒီကြောင့်လေးတော့ဟောဆိုရှယ်မှာလည်းသိကြရတယ်လို့ပြောတယ်နော်အဲ့တော့ပုံမှန်လေးနဲ့ တုံးလာလို့ဟိုဖြစ်နေပြီးလို့ဖြစ်ပိုင်းနေတာဟုတ်အနုပညာလှုပ်ရှားမှုကြတော့တခြားစီးပွားရေးလုပ်ငန်းလေးတွေလည်းလုပ်နေရဆိုတော့အရင်ကတော့မစိတ်ဘူးပေါ့လေဒါပေမဲ့တနိုင်ဆုံးတော့ပြည်သက်တည်နဲ့အဆက်မပြောင်းလို့တော့ကြိုးစားပြီးတော့နေပါတယ်ဘာမှမလုံနိုင်ဘူးရက်ရှည်မပေးနိုင်ဘူးဆိုတော့ကာရိုက်တို့ဘာလို့ကြတော့နည်းနည်းလေးရက်ရှည်ပေးရတာပေါ့နော်ကိုယ်လုံးနဲ့ကြတော့ရမ်းစင်မပြေတော့တပုတ်ရိုက်တာမျိုးလေးတွေ VCD ရိုက်တာမျိုးလေးတွေတစ်ခါတလေတစ်ချင်းဆိုတာမျိုးလေးတွေဒါမျိုးလေးပေါ့လေတနိုင်ဆုံးတော့အခ ဆန်နေခွဲပြီးတော့ပေးနိုင်အောင်ကြိုးစားပါရယ်ဟိုဘာလို့လဲဆိုတော့ကိုယ်တိုင်လည်းအယံဝါသနာပါတဲ့လောက်ကလေးကိုပြည့်တက်တည်နဲ့လည်းဟိုအရင်ဆက်သွင်းပြည့်ချင်အောင်ဒီကတော့အမှုပညာကိုဟိုစီးပွားရေးရမှာပေါ့နော် ျော်တယ်လူပညာလုပ်နေရတာပျော်တယ်ပြီးသက်တည်နဲ့တွေ့နေရတာပျော်တယ်အဲ့ဒီအတွက်အဆက်မပြတ်ယုံလေးပဲလှုပ်ဖြစ်နေတဲ့သဘောပေါ့เนาะအရင်ထဲထဲဝင်ဝင်ရကြတော့ဟိုအချိန်လေးပြေးဖို့ကနည်းနည်းခက်လို့ပါစူးစမ်းစူးစမ်းနေရတဲ့ကာလဆိုတော့တထိန်တထိန်အရန်ချမ်းသာပြီစူးစမ်းစရာမလိုတော့တဲ့အချိန်ကြတော့အဲ့ဒီအချိန်ကြတော့အချိန်လေးအများကြီးဖက်ပြီးနိုင်အောင်စူးစမ်းပါပေါ့ဒီပညာပဲပို့အခုတော့စူးစမ်းနေရအောင်မဲဆိုတော့ လက်သမီးတစ်ပါးနဲ့သက်သေးကကဘာမီတွေကငါရဲ့ညင်နေလဘဝတွေကလက်သမီးတွေတစ်ပါးပါပဲအော်သဘောကျတယ်အေးချင်းတယ်လေအာဒီကတရားဟမ်လေအရင်မဆောင်တတ်ဘူးကိုရီးယားဆော်ရီးကလေးကနေဘက်ကပေါ့နော်အဲ ီးရင်အဲ့လိုကိုပွင့်လင်းလင်းဟိုအရှိကိုအရှိလေးတိုင်းပဲနေရတာကြိုက်တယ်ပေါ့နော်အာဆိုတော့အမ်ကိုရဲ့ဒီညနာအဲ့လိုဟန်ဆောင်လို့ရတဲ့ဓမ္မမပါဘူး hello ဆိုတော့အဓိကကတော့ပြမနေတဲ့ပုံစံလေးကဒီကင်မရာရှိမှလာပြီးတော့အရေးထင်နေတာထင်ပါတယ်ဟုတ်တိချာဟိုအေးစကြန်းငါဒီလိုနေလိုက်မယ်အာငါဒီလို လုံးလိုက်မယ်အဲ့လိုမျိုးတော့မရှိပါဘူးဟုတ်ကဲ့ညီတို့ကပုံလေးတွေအင်တာဗျူးလေးတွေတွေ့ပြီးလို့ရှိရင်ဘယ်လိုလေးတွေရောပြင်ပြီးလို့လဲအဲရှိတယ်အဲဟိုကျောင်းရဲ့ကလေးတွေတို့အဲဇကိုင်းရဲ့ကလေးတွေတို့ဆိုပြန်ကြည့်တယ်ဆိုရင်တော့ကားတွေလည်းအများကြီးထွက်ခဲ့တာအောင်ဆိုပြန်ကြည့်တယ်ဆိုအော်ငါဒီနေရာမှာဒီလိုလေးအဲ့လိုပေါ့နော်အဲအများကြီးပါပဲအဲအပြင်စင်ပိုင်းလေးတွေဟိုဟိုအမူအရာပိုင်းလေးတွေလှုပ်ချင်တာလေးတွေတော့အချိန်မှအများကြီးရှိတာပေါ့နော်အဲအဲ အဲ့တော့လုပ်ဖို့အတွက်ခွင့်ရရနေတဲ့သူလေးဆိုလဲအဲ့လိုမျိုးအချိန်ခါရှိသေးရလေနော်ကိုဆိုအခုဘယ်လောက်ပဲလှုပ်ချင်လှုပ်ချင်ဟိုအချိန်ပေးရတာခက်ခဲလာတာမျိုးလေးတွေရှိတယ်ကို့မှလည်းတခြားစီးပွားရေးလေးနဲ့ဆိုတော့အဲ့တော့လုပ်ခွင့်ရနေတဲ့သူလေးအားလုံးကိုပေါ့နော်အဲ့လိုအရန်စူးစမ်းစီခြင်းလေဟုတ် ှိတဲ့အော်လေဒီချိန်ထိကိုမမေ့မရော့လေးရှိနေပေးကြတာပြီးရင်အားလုံးသိကြတဲ့အချိန်ပဲလေးစင်းနေ့ကအပြင်မှာမိသားစုလိုနေကြတာများတာကိုခင်ခင်ကြတဲ့လူတွေအားလုံးမီဒီယာတွေကစနော်အဲပရိုဂျူဆာတွေအကုန်လုံးပေါ့လေဟိုခင်ခင်မီဆိုရင်ကတော်တော်ကြီးကိုအဲ့လိုမိသားစုလေးကိုဖြစ်သွားကြများတာဆိုတော့အဲ ဒီချိန်ထိမမေ့မနေတော့လေးကန့်လန့်ပေးနေရပဲကျေးဇူးတင်ပါတယ်မီဒီယာတွေဆိုလည်းအတူတူပဲတွေ့တဲ့နေရာတိုင်းမှာဝိုင်းပြီးတော့ချက်ပေးကြရဲ shop ရှိရင်ကောင်းလာပြီတော့မှာဒါခုနောက်ပိုင်းအရှိန်ရှော့ရလို့ပြောလို့ရတယ်ပြောလို့လားရှိမှာအရှိန်နေအောင်လည်းမပြောတာပေါ့အဓိကကတော့လေဟို ။နှုပညာကိုစီးပွားရေးရနှမျောတာမဟုတ်ပါဘူး။ဟိုစီးပွားရေးအရာလဲနှုပညာကိုလုံးနေတဲ့မျိုးမဟုတ်တဲ့အတွက်ဟိုကိုယ့်ရဲ့လှူရှားမှုလေးတွေဟောဒီလိုလေးတင်းဆောင်ကျင်လိုက်တာဟောဒီလိုလေးတခြင်းလေးဆိုကျင်လိုက်တာဆိုရဲစိတ်ကလေးနဲ့နှမျောတာမျိုးပါ။ဟုတ် ဒါဆိုလို့ရှိရင်ကအပိနေပရိသတ်ကလည်းရှင်ပြီးသွားနဲ့ဘယ်ရောက်ရောက်နေလိုက်တာမျိုးချက်ကြတယ်။ဒီညာလို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 ့ဆွဲပြီးမှမိနေအောင်ဆိုသူတို့ကတော့ပုံလိုလေးတာဟုတ်အရင်အဆက်မပြတ်အောင်တော့ကြိုးစားပါတယ်အနည်းဆုံးတော့အဲကိုယ့်ရဲ့ page လေးမှာကိုယ့်ရဲ့ Facebook လေးမှာအဲပုံလေးတွေတင်တာအစားပေါ့နော်ဟိုအရင်ကြီးတောက်လျှောက်မဟုတ်ပြင်မဲ့အရင်ကြီးအဆက်ပြတ်မသွားအောင်တော့ကြိုးစားပြီးတော့နေပါတယ်လို့နောက်ပြီးတော့အဲလိုအပ်တဲ့နေရာလေးတွေမှာလူရင်းအဲ ကုသိုလ်တွေအများကြီးလုပ်ရင်းနဲ့ဘာသာရေးနဲ့လည်းအများကြီးဖြစ်တန်းဖြစ်နေပါတယ်